စစ်ကောင်စီဟာ၄နှစ်တာကာလအတွင်းကျန်းမာရေးဝန်ထမ်းပေါင်း138ယောက်ကိုတပ်ဖြတ်ခဲ့တယ်လို့ NUG ကျန်းမာရေးဝန်ကြီးဌာနကမနေ့ကထုတ်ပြန်ခဲ့ပါတယ်။စစ်ကောင်စီဟာကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍအပေါ်အကြမ်းဖက်တိုက်ခိုက်မှုပေါင်း1600ကျော်ကျူးလွန်ခဲ့ပြီးစေယုံစေကန်စုစုပေါင်း365ခုထိခိုက်ပျက်စီးခဲ့ရတယ်လို့ဆိုပါတယ်။စစ်ကောင်စီဟာ လူမလုံးဝါရကင်ဆွဲထားတဲ့အာနာရှင်ပြပြီးလင်းနတာကာလအတွင်းကျမ်းမာရေးဝန်ထမ်းတွေဆေးရုံဈေးကန်းတွေနဲ့ကျမ်းမာရေးကဏ္ဍတွေအပေါ်မှာတမင်ပြစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ NUG ရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါဗျာ။အဲ့ဒီလိုတိုက်ခိုက်မှုတွေဟာဂျနီဗာကွန်ဗင်းရှင်းကမ္ဘာကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်တွေလူသားချင်းစာနာထောက်ထားရေးနဲ့လူအခွင့်အရေးဆိုင်ရာနိုင်ငံတကာဥပဒေတွေကိုပြောင်ပြောင်တင်းတင်းရှုတ်ဖောက်နေတာလို့လည်း NUG ကပြောဆိုထားပါဗျာ။ မြန်မာနိုင်ငံရဲ့ကျန်းမာရေးကဏ္ဍနဲ့အပြစ်မဲ့ပြည်သူတွေအပေါ်မှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေဆွေရဆွေမှုတွေနဲ့လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ဆွေရဆွေမှုတွေကိုနိုင်ငံတကာအနေနဲ့လိလိယူမရှုဘဲဖြစ်နိုင်သမျှနိလန့်တွေကိုအသုံးပြုကမြန်ဆန်ထိရောက်စွာတားဆီးအရေးယူပေးဖို့ကိုလည်း NUG ကတိုက်တွန်းထားပါတယ်